အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature fee channel လေးမှာအပြင်လေးကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဖတ်ပြတဲ့ဆက်ပေးခြင်းနဲ့ဆောင်းမောင်းလေးတစ်ပုဒ်ကတော့ဆိုင်ယေးဆရာမောင်မင်းဆိုရေးသားထားတဲ့လူငယ်နှစ်ထွက်ပေါက်လို့အမိရတဲ့စာအုပ်ထဲမှာဆောင်းမောင်းလေးတစ်ပုဒ်ကိုရွှေ့ချက်ဖတ်ပြတဲ့ဆက်ပေးသွားမှာဖြစ်ပါတယ်ဆောင်းမောင်းလေးရဲ့နာမည်ကတော့လူငယ်နှစ်အောင်မြင်မှုစီတို့လို့အမိရပါတယ်ကျွန်တော်နဲ့အတူဒီဆောင်းမောင်းလေးကိုနားဆင်ခံစားကြည့်အောင်ခင်ဗျာလူငယ်နှစ်အောင်မြင်မှုစီတို့ လူငယ်တွေဟာအောင်မြင်မှုစီကိုတွားကျင်ခဲ့ကြပါလိမ့်မယ်။ဒါပေမဲ့အောင်မြင်မှုတွေနဲ့လက်လွတ်ဆုံးရှုံးနေခဲ့ကြရတာတွေလည်းရှိပါလိမ့်မယ်။လူတိုင်းလည်းအောင်မြင်မှုစီကိုရှောက်ခဲ့ကြတာပါပဲ။ဒါပေမဲ့တချို့ကြတော့အောင်မြင်နေတချို့ကြတော့ဘာမှဖြစ်မလာဘူး။အဲ့ဒါဘာကြောင့်လဲဆိုတာလေးတွေကိုအနည်းငယ်သုံးသပ်ပြလိုရာကြောင့်ဒီဆောင်မလေးကိုရေးပြလိုက်ပါရစေ။မှန်ပါတယ်။လှုပ်ဆောင်ချက်ချင်းတူတာတော့တချို့ကအဆင်ပြေပြီးနဲ့အောင်မြင်မှုစီကိုရှောက်လန်းနိုင်ခဲ့ကြပါပဲ။တချို့ကတော့နှစ်လန့်တော့မထူနိုင်အောင်အရှုံးနေနဲ့ရင်ဆိုင်ရတတ်ပါတယ်။ အမှန်ကတော့ကံတရားနဲ့ဆိုင်ပါဒီတော့ကံဆိုတာပါလေကံဆိုတာပါလေလို့ကံမှဆိုတဲ့စကားလုံးကနေဆင်းသက်လာတာကံမှဆိုတာအလုပ်ပါပဲအဲ့လိုဆိုတော့ကိုလုတ်တဲ့လုံရနဲ့ဆိုင်ပါတယ်ဒါကြောင့်ဒီလိုအောင်မြင်မှုတွေဟာတယောက်နဲ့တယောက်မတူညီပဲကွဲသွားရခြင်းဖြစ်ပါတယ်နောက်တစ်ခုကအလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်တော့ယုံကြည်မှုကိုတည်ဆောက်နိုင်ရပါလိမ့်မယ်ယုံကြည်မှုဆိုတာစိတ်ဓာတ်ကိုခွန်အားဖြစ်စေတဲ့အစားပါပဲဒါကြောင့်ယုံကြည်မှုနဲ့လုပ်ငန်းကိုအကောင့်ထဲပို့ဖို့တော့လိုအပ်ပါတယ် ကိုကိုကိုယုံကြည်မှုမရှိတာမျိုး ဖြစ်နိုင်ပါမလားဆိုတဲ့မတည်မချဖြစ်တာမျိုးတွေနဲ့ဆိုရင်တော့အောင်မြင်မှုဟာတည်တည်လေးနဲ့လွဲနေအောင်ပါပါ။ဒါနဲ့ပတ်သက်ပြီးတော့ဖတ်ဟူတာလေးကိုအနည်းငယ်တစားစင်ပြီးပြန်လည်ပြီးတော့ပြောပြချင်ပါတယ်။တခါတော့ကအညာတခွေမှာမိုးကောင်းရေရှားဖြစ်တယ်တဲ့။ဒါကြောင့်ရွာသားတွေအားလုံးကမိုးရွာစေဖို့အနည်းလမ်းမျိုးစုံလုပ်ကြတယ်။ဘေးရွတ်သားတို့၊လွန်ဆွဲသားတို့စသဖြင့်ပေါ့မိုးရွာဖို့ဆူတောင်းပွဲကြီးလောက်အကြီးအကျယ်လုပ်ခဲ့ကြပါသေးတယ်။လူပေါင်းစုံပါပဲ။ အဲ့ဒီထဲမှာအသက်73နှစ်အရွယ်ကလေးတစ်ယောက်ကသူ့များနဲ့မတူဘူးသူ့လက်ထဲမှာထီတလက်ယူလာခဲ့တယ်။ဘာဖြစ်လို့ထီကိုယူလာခဲ့သလဲလို့မေးတော့မိုးရွာလာရင် စောင်းဖို့လိုတယ်လို့ဆိုပါတယ်။အဲ့ဒါဟာယုံကြည်မှုပါပဲ။ဘာလို့ပဲဖြစ်ဖြစ်အောင်မြင်ခြင်းနဲ့ဆိုရင်တော့ယုံကြည်မှုကိုအရင်အဦးဆုံးတိစောက်ဖို့လိုအပ်ပါတယ်။ယုံကြည်မှုဟာစိတ်ခွန်အားကိုဖြစ်စေပါတယ်။ဒါကြောင့်ကုနာကလေးတစ်ယောက်လိုရွာကိုရွာမင်းဆိုတဲ့ယုံကြည်မှုမျိုးအထိတိစောက်နိုင်မယ်ဆိုရင် အောင်မြင်မှုဟာတော်တော်လေးကိုနှိစက်သွားပါလိမ့်မယ်။ ။နောက်တစ်ချက်ကယုံကြည်တာထက်ပိုပြီးတော့ယုံကြည်ရမယ်။ဒါကတော့လုံးဝကိုယုံကြည်ရမယ်ပေါ့။မဟုတ်ချအနေနဲ့ကိုယုံကြည်ရပါလိမ့်မယ်။ဒါနဲ့ပတ်သက်ပြီးတော့လည်းအကြောင်းအရာလေးတစ်ခုကိုပြန်လည်ပြီးတော့မျှဝေပေးချင်ပါတယ်။တခါတော့ကဖခင်တယောက်ကလက်ထဲမှာရှိတဲ့သူ့ရဲ့သားလေးကိုမိုးဖို့အနေနဲ့လောက်ပြင်းပြလိုက်တယ်။ပြီးတော့ကလေးကအဲဒီလိုမိုးဖို့ပြင်းပြတော့နည်းနည်းလေးတောင်ထိတ်လန့်မှုမဖြစ်ဘူးတဲ့။ပျော်တော့မှပျော်နေခဲ့တယ်။ ဘာဖြစ်လို့အဲ့လိုမိုးဘော်ကိုပြင်မြောက်တာကိုမကြောက်ဖဲနဲ့ပျော်နေရတာလဲဆိုရင်တကယ်လို့အောက်ကိုပြန်ပြုတ်ကြလိုက်သူ့ဖေကမိအောင်ဖမ်းမယ်ဆိုတော့တိနေလို့တဲ့အဲ့ဒီချိန်မှာဖြစ်ပေါ်လာတဲ့ကလေးငယ်ရဲ့ယုံကြည်မှုကြတော့တမန်ယုံကြည်မှုမျိုးလုံးဝမဟုတ်တော့ဘူးလုံးဝမောင်ချကိုယုံကြည်တဲ့ယုံကြည်မှုမျိုးပဲပေါ့အဲ့ဒီလိုပါပဲအလောက်တိုင်းမှာအောင်မြင်ချင်တယ်ဆိုရင်တော့ဖြစ်ကိုဖြစ်ရမယ်မဖြစ်ဘူးဆိုတာမရှိဘူးဆိုတဲ့စိတ်ကိုအစွမ်းကုန်မြင့်တယ်ပြီးမောင်ချယုံကြည်မှုနဲ့အောင်မြင်မှုစီကိုရအောင်လှမ်းနိုင်ဖို့လိုပါတယ် အဲ့လိုဆိုရင်တော့တဝက်ကြော်ကြော်လောက်ဟာတိကျတယ်လို့ဖြစ်သွားပါပြီ။ဒါကြောင့်ခုနကအပေါ်ကိုပြင့်မြောက်ခံရတဲ့ကလေးငယ်မျိုးရဲ့ယုံကြည်မှုမျိုးဖြစ်တဲ့လုံးဝယုံကြည်မှုမျိုးကိုလည်းတိဆောက်နိုင်မှုလိုအပ်ပါတယ်။အဲ့လိုယုံကြည်မှုတွေကမျောလင်းချက်နဲ့တိဆောက်ရမှာဖြစ်ပါတယ်။ဒါကြောင့်မျောလင်းချက်ကဲမဲ့နေလို့လဲလုံးဝမဖြစ်ဘူးပေါ့။မျောလင်းချက်ဆိုတာမျိုးလည်းလိုအပ်တယ်။မျောလင်းချက်မရှိဘဲနဲ့ယုံကြည်နေတယ်ဆိုတာမျိုးကလည်းမဖြစ်နိုင်ပါဘူး။ဒါကြောင့်လေကိုမျောလင်းထားတဲ့အတိုင်းအောင်မြင်မှုစီကိုသွားတဲ့အခါ ယုံကြည်မှုနဲ့ရှင်တွဲပြီးတော့ရှောက်ဖို့ပေါ့။ရောင်းနေတဲ့ပတ်သက်လာရင်လူတိုင်းဟာညတိုင်းမဖြစ်မနေအရာဝင်ကြရတယ်။ဒီလိုအိတ်တဲ့အခါမနဲ့ပြန်အတွက်လှုပ်ရှားတွေရှိနေသေးတော့အရာထားဖို့အတွက်နှုတ်ဆက်ကလေးတွေပြီးမှချပြီးအိတ်ကြရတယ်။ဒါပေမဲ့လူဘဝရဲ့တက်တန်းဆိုတာနေမြညပြောက်ဆိုတဲ့အတိုင်းဘာမှမှန်စားလို့မှမဖြစ်နိုင်တာ။အဲ့လိုမသေးချာမှန်းသိပေမဲ့မနဲ့ပြန်ထဖို့ဆိုပြီးတော့နိုင်လေးကိုနှုတ်ဆက်ပေးထားခဲ့ကြတယ်လေ။ ။ဘာဖြစ်လို့ပေးထားခဲ့တာလဲဆိုတော့မနှက်ပြန်စောစောထားကိုထားရမယ်ဆိုတဲ့မျှဝင့်ချက်လေးကြောင့်ပါပဲ။အဲဒီလိုပဲမဖြစ်နိုင်ဘူးဆိုတာဟာရှိကောင်းရှိပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒါကိုမေ့ထားပါ၊မေ့ပြပါ။မနှက်ပြန်ပေါင်းများစွာအတွက်ရှင်သန်ဖို့ရင်ဆိုင်ဖို့အောင်မြင်ဖို့ဆိုတဲ့မျှဝင့်ချက်ကိုထားပြီးကိုသွားရမယ်လမ်းကြောင်းမဟုတ်ဘူးတက်တက်မဲ့မဲ့ရှောက်သွားနိုင်ဖို့လိုအပ်ပါတယ်။အထက်ကပြောခဲ့တဲ့ကမ္မဆိုတဲ့စကားလုံးလေးကိုပြန်လဲပြီးတော့ပြောဖို့လိုပါလိမ့်မယ်။အလောက်ကောင်းဖို့ပါပဲ။အလောက်တိုင်းမှာစေစနာလေးပါပါတယ်။ အဲ့ဒီစေတနာလေးဟာကောင်းတာလုံရင်ကောင်းတဲ့စေတနာဖြစ်တက်ရောက်မှာဖြစ်ပါတယ်။ဒီတော့ကောင်းတာလုံရင်ကောင်းတာဆံရမယ်။မကောင်းတာလုံရင်မကောင်းတဲ့တက်ရောက်မှုတွေဖြစ်ပေါ်လာပါလိမ့်မယ်။ဒါကြောင့်စေတနာကောင်းနေတဲ့လုပ်ဖို့ဟာလေအောင်မြင်မှုရဲ့အဓိကတော့ချက်ပဲဖြစ်ပါလိမ့်မယ်။ကောင်းတာလုပ်ဖို့အတွက်ဆိုရင်တော့စောတယ်လို့မထင်ပါနဲ့။ဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်အချိန်ဖြစ်ဖြစ်အကောင့်ထဲပေါ်ဆောင်ရွက်ဖို့လိုအပ်ပါလိမ့်မယ်။ဒါနဲ့ပတ်သက်ပြီးတော့လူငယ်တယောက်ကိုပြောခဲ့ဖို့ဒါလေးရှိတယ်။အဲ့ဒါတွေကပြန်လည်ပြီးတော့အကောင့်နှုတ်လို့ပါလိမ့်။ ကောင်းတာကိုလုပ်တဲ့နေဟာရရစားပါပဲဒီတော့ကိုယ်အတွက်ကုသိုလ်ပဲဖြစ်ဖြစ်ပညာပဲဖြစ်ဖြစ်ဥစ္စာပဲဖြစ်ဖြစ်ရအောင်အထုတ်တဲ့နေဟာရက်ကောင်းလို့ဆိုရမှာပါအဲ့ဒီလိုပြုလုပ်ဖို့အတွက်အထုတ်တဲ့နေရာမှာအဓိပတိ၄ပါးတက်ပြီးတော့လုပ်မယ်ဆိုရင်နောက်ဆုံးကိုအောင်ပြောရမယ်ဆိုရင်တော့ဖျားတော်ဖြစ်နိုင်သေးတယ်ဆိုတာပါပဲဒါလေးကတော့ online ပေါ်ကလူငယ်တယောက်ကိုပြောပြခဲ့ဘူးတာပါအဲ့ဒီနောက်ဆက်ပြီးပြောပြဖြစ်တာကတော့အဓိပတိ၄ပါးကိုဘာအတွက်ပဲဖြစ်ဖြစ်ပညာရေးစီးပွားရေး လူမှုရေးချမ်းသာရေးစားတဲ့ဘာအရေးအတွက်ပဲဖြစ်ဖြစ်ခေါင်းတက်လို့ပဲဆိုရင်တော့အောင်မြင်မှုဟာတဟုံထိုးဆိုသလိုဖြစ်ပေါ်လာပါလိမ့်မယ်လို့ဆိုကြင်ပါတယ်။အဲ့ဒီ၄ပါးကတော့နံပါတ်၁ပြုတ်လုချင်တဲ့ဆန္ဒရှိရမယ်။နံပါတ်၂တကယ်ဖြစ်အောင်လုချင်တဲ့စိတ်ရှိရမယ်။နံပါတ်၃အဲ့ဒီလိုစိတ်ဆန္ဒရှိပြီဆိုရင်ဆန္ဒလေးနဲ့ရပ်နေတော့ပဲနဲ့ကြိုးစားမှုအားထုတ်မှုဆိုတဲ့ဇွဲလုံးကရှိရမယ်။နံပါတ်၄အလုပ်တစ်ခုကိုချင့်ကျင်စဉ်းစားနိုင်တဲ့ဉာဏ်ပညာရှိရမယ်။ အဲ့ဒီအင်္ဂါလေးရက်နဲ့လုံမဲဆိုရင်ဖရာတော်ဖြစ်နိုင်သေးတယ်ဆိုရင်တော့လော်ဂီစီးပွားရေးပညာရေးဟာပြောနေစရာတော့မလိုတော့ပါဘူးအဲ့လိုမျိုးသားကြိုးစားမယ်ဆိုရင်ဘလို့လူကြီးရပဲဖြစ်ဖြစ်နောက်ဆုံးဘယ်နဲ့ဒေဝါကပဲဖြစ်ဖြစ်လာတားလို့တော့မရအောင်အောင်မြင်မှုကကိုယ်စီကိုစိုက်ဆိုင်မြဲမြဲရောက်လာပါလိမ့်မယ်ဒီတော့လူငယ်တိုင်းဟာအောင်မြင်ခြင်းနဲ့စိတ်ဆန္ဒရှိနေမယ်ဆိုရင်ယုံကြည်မှုကိုအရင်တည်ဆောက်ပါမျှော်လင့်ချက်ထားပါကိုယ်သွားခြင်းနဲ့လမ်းကြောင်းကိုရဲရဲဝံ့ဝံ့ရှောက်ပါရှောက်ပါလိမ့်မယ် အခက်အခဲတစ်ခုမဟုတ်တော့တစ်ခုတော့တွေ့နိုင်ပါလေ။အဲ့ဒါကိုကြုံလွားနိုင်မှုဆိုရင် အရေးကြီးဆုံးကတော့စိတ်တည်းမကြခြင်းပါပဲ။အဒီစင်ရဲ့နည်းပြဟာအတိုင်းပါပဲ။တစ်ခါမအောင်မြင်ရင်နောက်တစ်ခါမလျှော်ရဆွေးနဲ့ဆက်လျှောက်ပါလို့တိုက်တွန်းပြရစီ။အခုကျွန်တော်ဖက်ပြတင်ဆက်ပေးခဲ့တဲ့ဆောင်းပေါင်းကောင်းလေးကတော့အစာရေးဆရာမောင်မင်းစိုးဟေးတာထားတဲ့လူငယ်နှစ်ထွက်ပေါက်လို့အမည်ရတဲ့စာအုပ်ထဲမှာလူငယ်နှစ်အောင်မြင်မှုစီတို့လို့အမည်ရတဲ့ဆောင်းပေါင်းကောင်းလေးတစ်ပုဒ်ကိုရွှေ့ချက်ဖက်ပြတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါရခင်ဗျာ။ ဒီဆောင်မလေးမှာဆိုလို့ရှိရင်ဆိုင်ဆရာကလူငယ်တွေအတွက်အောင်မြင်မှုစီကိုတွားဖို့ဆိုရင်ဘလို့အချက်တွေလိုက်နာတင်တယ်ဘလို့အချက်တွေကိုလှုပ်ဆောင်တင်တယ်ဘလို့ຢာတွေကိုစ조사ပြီးတော့ပြင်ဆင်တင်နေဆိုတဲ့အကြောင်းအရာလေးတွေပြီးတော့အတိပတိလေးပါပြုလို့ခြင်းနဲ့စန္ဒတကယ်ပြင်းပြတဲ့စိတ်မလျှော်ရဆွေးပြီးတော့စဉ်းစားချင်းချင်းနိုင်တဲ့ဉာဏ်ပညာဒီချက်လေးချက်ကိုဒီဆောင်မလေးထဲမှာထည့်သွင်းရှင်းတာထားတာကိုတွေ့ရပါတယ် နာရှင်သမားအနေနဲ့လေဒီလိုမျိုးပညာပေးဆောင်မကောင်းလေးတွေလူငယ်လမ်းညွန်ဆောင်မကောင်းလေးတွေကိုဖတ်ချင်တယ်ဆိုလို့ရှိရင်ဇာယေးဆရာမောင်မင်းဆိုရေးသားထားတဲ့လူငယ်နဲ့ trap ပေါလို့အမိရတဲ့မူရင်းစာအုပ်ကောင်းလေးကိုလည်းဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ literature fee channel လေးမှာတိုက်တွန်းလိုက်ပါရခင်ဗျာနာရှင်သမားအားလုံးပြီးရန်ခတဲ့ကင်းငင်ကြပါစေဒေါ်သာခတဲ့ကင်းငင်ကြပါစေစင်ရဲ့ခတဲ့ကင်းငင်ကြပါစေနှလုံးစင်ဝင်အေးချမ်းကြပါစေနာရှင်သမားအားလုံးဒီရန်ကြောင့်ကြစီရင်ကြည့်ပြီးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေ ကောင်းကျိုးလိုရာဆန္ဒများလည်းအလုံးလောကပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature fee channel လေးမှာနှာစင်ပေးခဲ့ချာသူဒူဒီယောက်ချစီကိုဆုတောင်းမေတ္တာပို့တာပေးလိုက်ပါရခင်ဗျာ။